ားလုံးပဲမင်္ဂလာပါရှင်အကြာကြီးစောင့်မျှော်နေရတဲ့ဧကရဲ့အတွဲနှစ်လေးကိုဒီနေ့မှပဲတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဇက်လန်လေးမစတင်ခင် channel လေးကို subscribe လေးနှိပ်ပြီးတော့ VPN လေးခန့်ပြီးအရှုပေးဖို့မြစ်တာရခိုင်ချင်ပါတယ်အတွဲတည့်ရဲ့နောက်ဆုံးအခါမှာတော့ဧကရဲ့ဦးစတာနဲ့ဦးသိစာတို့ဟာတိုက်ခိုက်ကြပြီးတဲ့နောက်ဦးစတာကတော့သာဖြစ်သူဧကရဲကိုဦးသိစာရဲ့လက်ထက်ကနေကဲထုတ်ပေးရင်ရည်ကြီးတဲ့ကနေလက်တွေပေါ်လာပြီးတော့ဆွဲချခံလိုက်ရကပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်တိုက်ပွဲပြီးဆုံးသွားပြီးတဲ့နောက် တငယ်ချင်းတော့ရောက်တာဂူတဲကနေထွက်လာပြီအေဂရစ်ကတော့သူ့အဖေဦးသိစာကိုတတ်ခဲ့တဲ့အင်းဆောင်ရလေးကိုကမ်းပြီးစိန်ခဲရွှေခဲတို့နဲ့အတူဦးစတာကိုလိုက်ရှာဖို့ထွက်လာခဲ့ကြတာဖြစ်ပါတယ်အခုပြသမယ်အသွေးနှစ်မှာရောအေဂရစ်တို့တငယ်ချင်းတော့ရောက်တာဦးစတာကိုရှာလို့တွေ့ပါမလားနောက်ထပ်ဘသူတွေကရောဒီဇက်လာထဲမှာပါလာအောင်မလဲဆိုတာကိုတော့စောင့်ကြည့်လိုက်ရအောင်ရှင် ီဂရီရဲ့စင်ခဲရွှေခဲတို့တငယ်ချင်းသုံးယောက်တော်ထဲမှာခရီးအတော်လေးကိုပေါလာပြီးပင်မလာတာကြောင့်တစ်ပင်အေးအောင်မှာခဏလောက်ထိုင်နားနေကြပါတယ်အေဂရစ်ကတော့အဘဖြစ်သူဦးစားတာကိုတတိရတာကတကြောင်ဘယ်ရီကိုရောက်ပြီးတော့ဘယ်မှာသွားရှာရမလဲမသိတာကတကြောင်အဘကြံခဲ့တဲ့အင်းဆိုင်ရလေးကိုကြည့်ပြီးတော့ထိုင်ပိုင်နေခဲ့ပါတယ်အင်းဆိုင်ရမှာတေချာပေါက်ဆာလုံးတွေရထားပြီးအဲဒီဆာလုံးတွေကဘာလဲဆိုတာကိုတော့အေဂရစ်လည်းမသိပါဘူးသူ့ဘယ်စီကိုပဲရရောက် အဘကသိနိုင်ကြတာမြင်သူ့ကိုလာကယ်နိုင်ပေမဲ့လည်းအဘအခုလိုမျိုးဖြစ်သွားတော့ဧကရေဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူးကောင်းခေကိုတလဲအင်းဆိုင်ရွက်ကိုတလဲကြီးကအဘကိုတွေးဖို့နောက်ထပ်ဘယ်ရီဆက်သွားရမလဲဆိုတော့တော့ထိုင်စင်းစားကတွေးဝင်နေခဲ့ပါတယ်တဖက်မှာလည်းစိန်ခဲတယောက်ဂူထဲမှာဖြစ်ပျက်ခဲ့တဲ့ကြောင်ရတွေကိုတွေးနေပြီသူ့အဘကိုတတိယလာခဲ့ပါတယ်အဘကလူပေါင်းမှပြီးတော့အခုဆိုရင်အသက်ပါဆုံးရှုံးသွားခဲ့ရပါပြီ။ ငငယ်လေးကလေးကအဘဟာသူ့ကိုကျူးမွေးခဲ့ရုံသာမကတိုင်ပညာတွေလည်းတင်ပေးခဲ့ပါတယ်။ဟာဘာတွေဖြစ်နေကြလဲ။တစ်ဖက်မှာလည်းအေဂရစ်ကမိုင်နေပြီးတော့စိန်ခဲကပါ အော်ဟင်းငိုယူနေတာကြောင့်ရွှေခဲလည်းဘာလုပ်ပြရမှမသိဖြစ်နေခဲ့ပါတယ်။ငါလည်းစိတ်တွေညစ်ပါတယ်။မင်းတို့ဘာလုပ်ပြရမှမသိဘူး။ဟဲ့လောင်မငိုပါနဲ့ကွာ။ မင်းလည်းဝမ်းနေတာမဟုတ်ပါဘူးငါတို့လည်းဝမ်းနေမင်းရလဲကွာငါမှအဖတရားလုံးဆုံးရှုံးထားတာအဖဆိုပါလေငါနဲ့ဟိုးငငယ်လေးကအတူတူနေလာခဲ့တာကွာဘလို့လောက်ပြီးတော့ဝမ်းမနေပဲနေနိုင်ပါလေဘာမှဖြစ်ပါကွာလူ့ဘဝဆိုတာဒီလိုပါပဲအချိန်တိုင်ခွဲရမယ်ကွာရမယ်မင်းတော်ပါတော့ကွာတော်တော်တခြားနေရအောင်တော်ဟွန်းအေးပါကွာငါမပြောတော့ပါဘူး စိတ်တွေလည်းညစ်ပါတယ်။စိတ်ခဲကိုပြောလို့များတာကြောင့်ရွှေခဲလည်းအေဂရစ်စီကိုခေါင်းလှည့်သွားကကဲအမအေဂရစ်ခမားပါရောဥစားတာကြောင့်တွေးနေတာလားလမ်းတစ်ဝက်နဲ့ပဲလျှော့လိုက်တော့မလားခမားဖေကအတေးလေးပါဘူးဗျာမဟုတ်ပါဘူးရွှေခဲရအဖကိုဘယ်မှာတွတ်ရှက်ရမလဲဆိုတာတွေးနေတာလားပြီးတော့ဟော်ရီအင်းဆိုင်ရတယ်မှာဘာရေးထားလဲဆိုတာကိုငါသေးချာကြည့်နေရအဖကွာငါ့အောင်ကြတော့ရောက်တဲ့နေရာနဲ့လာကင်နိုင်တယ် ငါကြတော့အပဘဲကိုရောက်နေလေအသက်ရောရှိသေးရဲ့လားဆိုတော့ကိုမသိနိုင်တော့ငါတော်တော်စိတ်တက်ကြနေရအဲ့လိုလဲမဟုတ်ပါကွာမင်းသားမင်းထပညာပိုတက်တယ်လေမင်းကအခုမှဒီပညာကိုလေးလာနေရကောင်းလေးပဲမင်းပြမဟုတ်ပါကွာဟုတ်တယ်အေဂရက်ရွှေခဲပြောတာမှန်တယ်ကဲအခုကငါတို့ဆက်သွားမှာလားဒါမှမဟုတ်ဒီမှာပဲဆက်နာမှာလားစိန်ခဲနဲ့ရွှေခဲမေးလိုက်တဲ့အခါမှာတော့အေဂရက်လည်းခဏလောက်တွေ့ဝေပြီးတော့ နေရဝင်တော့မှလေဒီမှာပဲတ냐လောက်နားလိုက်ကြတာပေါ့မနဲ့ကြပါပဲခကြီးအိတ်စိတ်ဆက်မယ်ကဲပါအေကရိယာမင်းစိတ်တက်ကြမနေပါနဲ့ငါတို့တွေအတိတ်ကိုပြန်မတွေးပဲနဲ့ပစ္စုပန်နဲ့အနာဂတ်ကိုပဲကြည့်ကြတာပေါ့လောက်စရာရှိတာလောက်စားစရာရှိတာစားပြီးတော့သွားစရာရှိတာတော့သွားရမှာပဲဟုတ်ပြီလားအေးပါကွာငါကမင်းကိုပို့ပြီးတော့အားနာသေးတယ်ငါအတွက်ကြောင့်နဲ့မင်းရဲ့အဖိုးကဆုံးရှုံးခဲ့ရတာအဲ့လိုလည်းမဟုတ်ပါဘူးကွာ ငါရဲ့ဘဝကလူပေါင်းမှသွားတာသူ့တိုင်နဲ့သူ့ကံပေါ့မင်းသိထားမှာမင်းပြီးမှငါတို့တွေရှိတယ်ဟုတ်တယ်ကိုရီမင်းပြီးနာမှာငါတို့တွေအမြဲရှိနေမယ်ဘာမှစိတ်တက်ကြကြမလို့အရှိမှလည်းငါတို့တွေအများကြီးစွန့်စားခဲ့ရပဲချိန်တိုင်းတော့မင်းရဲ့ဘဝပြန်တွေ့မှာပါဟဲ့အောင်ရွှေတယ်မင်းဘိုက်စာနေရဆိုငါဘယ်တော့ပြောမိလို့လဲမင်းရတာစာနေရမို့လားမင်းမလိန်နဲ့တော့တလန်လုံးမင်းဘိုက်တွေអော်နေရငါကြားတယ် အေးပါငါငါဖိုက်စာနေရကွာဘာဖြစ်လဲလားခုနတော့ငါတယောက်တစ်နေရာစီခြိုင်မှန်ကြီးရဲ့တငယ်ချင်း၃ရာအခုချိန်မှာပဲစကားပြောတဲ့တွင်ရည်တံတွင်နဲ့ပျပျော်ရွှင်ရွှင်ဖြစ်လာကြပါလေကဲအဲ့ဒါဆိုရင်အေဂရက်မင်းဒီမှာခဏစောင့်နေငါနဲ့ရွှေခရစားစရာတခုတွားရှာခဲ့မယ်ဂယုစပြီးတွားကြအောင်အန်ဒီရဲ့များရဲ့စိန်ခဲနဲ့ရွှေခဲတို့ကတော့အေဂရက်ကိုနေရာမှာထားခဲ့ပြီး စားစရာရှာဖို့အတွက်တော်ရဲကိုဆက်ထွက်လာခဲ့ကြပါရဲ့ခင်ဗျာသွားနေရကြာနေပြီဘာမှလည်းမတွေ့သေးဘူးအတီးပင်တွေလည်းမတွေ့ရပါလားဟွန်းစိတ်ကဲမင်းရဲ့နားတွေခဏလောက်ပိတ်ထားလိုက်နားကွဲသွားရင်ငါတောင်မယူနော်စိတ်ကဲရလေရွှေခဲပြောတယ်လို့သူ့ရဲ့နားတွေကိုလက်နဲ့အတင်းပိတ်ထားလိုက်ပြောရွှေခဲကတော့အချိန်နဲ့ပြန်သွားကအတန်ကျဲကြီးနဲ့အော်ဟစ်လိုက်ပါ ရွှေခဲရဲ့အတန်ကြလာမသိဘူး။ကောင်းကင်ကြီးတစ်ခုလုံးငှက်တွေနဲ့ပြင်းထွက်သွားပြီ။ဟဲ့အောင်ဘာဘာဖြစ်တာလဲ။ဒီလျားကနေပြေးရမှာလား။မဟုတ်ပါဘူးကွာ။ငါတငယ်ချင်းကိုခေါ်လိုက်တာပါ။ကဲတငယ်ချင်းတို့ရင်ငါစီကိုခဏတော့လာခဲ့ပါဦး။ရွှေခဲကအတန်ထပ်ပြုတ်လိုက်တဲ့ခါမှာတော့ပြန်နေတဲ့ငှက်တွေကတကောင်ကရွှေခဲနားကိုဆင်လာပြီ။ကြိုးစမ်းပါဦး။အရှင်းနာမှာစားကြရပါရှိတာ။ငါဗိုက်ဆိုင်ရမနဲ့ကြရမယ်။ ငှက်နှကောင်ကအချင်းချင်းစကားတွေပြောနေပုံပေါ်ပြီရွှေခဲကတော့တစ်ဖက်ငှက်ပြောနေတာကိုနားလဲတယ်လို့လူနဲ့ခေါင်းတညံ့ညိတ်လုံနေခဲ့ပါတယ်ကျေးဇူးပဲမင်းတို့တွေပြန်လို့ရပြီငှက်တွေအားလုံးလည်းနေရာကနေပြောက်သွားတော့မှစိန်ခဲကလည်းဘာတွေပြောနေခဲ့ကြသလဲဆိုတာကိုရွှေခဲကိုမေးကြည့်လိုက်ပါတယ်ဒါအငှက်စကားလို့ခေါ်တယ်ကဲဒီရှိတာမှအရန်ကိုစကောင်းပြီးတော့ချိုးတဲ့အသီးတွေရှိတယ်ငါတို့သွားကြမလားဝေးလားနင်းနေလေးပါပဲခဏလောက်ရှောင်ရောက်ပြီရွှေခဲ ငါ့ကိုလည်းနှက်စကားတင်ပေးလေကွာမင်းကမိုက်တယ်နော်တာလိကာဆိုတော့လူတွေပြောတာလည်းနားလေတယ်နှက်တွေပြောတာလည်းနားလေတယ်ဒါတော့ငါရဲ့ပါရမီတော့ကွာတငယ်ချင်းနှစ်ယောက်သာခဏလောက်လမ်းလျှောက်ပြီးတိတ်မကြခင်ပါပဲရွှေခဲပြောတဲ့အပင်နာကိုရောက်လာကြပါလေဟာဒါကတရက်ပင်ပဲကွာသိလားငါတငယ်ချင်းတွေကကျွမ်းပါလေလို့ကျွေးနေရတယ်အားရစရာကြီးခြုံမဲ့ပုံပဲနော်ကဲကဲအမြတ်ကောက်ပြီးတော့ငါတို့ရေသွားကြတာပေါ့ စိန်ခဲကတော့ကျွေနေတဲ့တရက်သီးတွေကိုအပြေးလေးကောက်နေပြီးတော့ရွှေခဲကသူ့ရဲ့နှုတ်သီးတွေနဲ့တရက်သီးတွေကိုထိုးစားနေခဲ့ပါရဲ့အဲဒီအချိန်မှာပဲတရက်သီးကောက်နေတဲ့စိန်ခဲကိုထောင်ချတစ်ခုကမိသွားပြီးစိန်ခဲလည်းပိုက်ကွန်ထောင်ချထဲမှာပိတ်မိသွားခဲ့ပါရဲ့ဟေ့အောင်ငါငါ့ကိုကဲပါအောင်ကွာဒါပြတာလေဘသူကဒါရုံထောင်လာရတယ်ငါလည်းဘာမှလုပ်မတတ်ဘူးခဏနေတော့ငါအေဂရစ်ကိုတောက်ခေါ်ပေးမယ်အာ ိန်ခဲကပိုက်ကုန်ထဲမှာရုံးကလေအဲ့ဒီပိုက်ကုန်အောင်မှာချိန်ထားတဲ့ခါလောင်လေးကလှုပ်လေပါပဲခါလောင်တန်ချလာမသိစိန်ခဲစီကိုခါမှုချုံကလေးကင်ထားတဲ့လူတယောက်ကရောက်လာပြီတရက်တီတခိုးတွေမိပြီဟဲ့ဟာခမားလာဓာတ်ထောင်းလာတာကျုပ်တို့ကခရီးသွားနေပါဗျာတခိုးတွေမဟုတ်ပါဘူးဒီနေရာလဲအခုမှရောက်ဘူးလားဘိုက်စာလို့ကောက်စားမိဟာလှုပ်ပေးပါဗျာခူးစားတာလည်းမဟုတ်ဘူးလေဘာလို့လှုပ်ပေးရမှာလဲဘိုက်စာလို့စားကျင်နေဆိုရင် ပိုင်ရှင်စီကလည်းခွင့်တောင်းရမယ်ရှင်တို့မသိဘူးလားဘာပိုင်ရှင်လဲဒါကတော့ရပြီအားလုံးပိုင်တယ်ခေါင်းမွေးချုပ်ပြီးတော့လေးကင်ထားတဲ့မိန်းကလေးကတရက်ပင်ပိုင်ရှင်ဖြစ်ပြီးတော့မိန်းကလေးတစ်ယောက်လည်းဖြစ်ပါရဲ့အမေဒီငှက်ကစကားလည်းပြောတတ်တာပေါ့လေစကားပြောတတ်ရောမကဘူးမင်းကိုစဲလဲဆက်တယ်ရှိုင်းလာကြည်လားငှက်ဆော့ဝမိန်းကလေးနဲ့ရွှေခဲတို့ကတော့စကားချေအတင်ရပြန်လန်ဖြစ်နေကြတဲ့ချိန်ထောင်ချောင်းမိနေတဲ့စိန်ခဲမှာစိတ်ရွေညင်နေပြီး ဟိုလေးခလေးမတော့ပဲဈားရရနေတောင်းမှန်ပါလေဗျာရွှေခဲမင်းလည်းတောင်းမှန်လိုက်လေမဟုတ်ရင်ငါတို့ဒီရရင်သွားမှာမဟုတ်ကျေးဇူးပြုပြီးတော့ကျုပ်လုပ်ပြီပါနော်ဟိုနာလေးမှာကျုပ်တငယ်ချင်းတယောက်ရှိသေးတယ်ဟွန်းတွေ့လားခမားငှောက်ကွာအရင်တိုင်းကျုပ်ကတော့မလွတ်ပေဘူးခမားတို့ပါတာကြံဖန်ကြဟုတ်အဲ့လိုကြီးတော့မသွားလိုက်ပါနဲ့ဗျာမိန်းကလေးသူတို့လွတ်ပေးလိုက်ပါအနောက်ကနေထွက်လာတဲ့အတန်းကြောင့်မိန်းကလေးလည်းသူမရဲ့ခြေတံတွေကိုရက်တံက နောက်ကိုလှည့်ကြည့်လိုက်တော့ယောက်ျားဆဆန်မျက်နှာပေါက်ခန္ဓာကိုယ်တတောင်မျက်ခုံအားတူတူနဲ့လူငယ်တယောက်ကိုတွေ့လိုက်ရပါတယ်။အေဂရစ်အတွေ့နဲ့ရဲ့အပိုင်းဒီလေးကတော့ဒီမှာတင်ပေးပြီးဆုံးသွားခဲ့ပါပြီ။ကြည့်ရှုပြီးတော့ကြာညက်တက်ကြမယ်လို့မျှော်လင့်ပါတယ်။အစုံနဲ့ကြည့်ရှုပြကြလို့ကျေးဇူးများတင်ပါတယ်။နောက်ထပ်ပိုင်းဆက်လေးတွေကိုလည်းမကြခင်မှာတိဆက်ပေးတော့မှာဖြစ်လို့စောင့်မျှော်ပြီးတော့အားပေးကြပါအောင်ရှင်။